Hello မယူရဲ့ Beyond the Kitchen ကနေပြီးတော့ကြိုဆိုပါရစေ။ဒါတော့ရှမ်းပြည်ကလာတဲ့တဘာဝမှုစီကျော်ဖြစ်ပါတယ်။တောင်ပိုးမှုတို့ငှက်စုံမှုတို့ကို6နေအောင်ကြော်ပြီးတော့စီစဉ်ထားတာဖြစ်ပါတယ်။မွေးမြူရေးမှုလည်းမှုစီကျော်ကြော်ကြတယ်။ဒါပေမဲ့စားလိုက်လို့ရှိရင်တော့အရသာกว่าပါတယ်။ထမင်းပူပူလေးနဲ့ဒီတိုင်းစားလဲရပါတယ်။ဒီနေ့တော့အရွက်ကလေးနဲ့ရောကြော်ပြီးတော့စားခြင်းလို့ပါ။အိုးပူလာပြီဆိုလို့ရှိရင်မှုစီလေးတွေကိုအရင်ထည့်ပါမယ်။ စီပူလာပြီဆိုလို့ရှိရင်မှုဘက်ကလေးတွေချက်မယ်။နည်းနည်းလေးလှိမ့်လိုက်လို့မွှေးလာပြီဆိုလို့ရှိရင်ကိုကြိုက်နှစ်သက်တဲ့အရွက်ဘယ်ရွက်မဆိုထည့်လို့ရပါပြီ။ဝင်းယူအတွက်တော့မှုနဲ့အလိုက်ဖက်ဆုံးကကစုံရွက်လို့ထင်ပါတယ်။ ကျင်းလူကြီးကမုံမာရှိရဲ့စိတ်တောက်ကိုစာမိလို့ရှိရင်အစိတ်တရားလို့ဆိုပြီးတော့ကစုံရွက်နဲ့ရောပြီးချက်ကြတယ်။အဲ့ဒီကသူတို့တွေကအတွဲကြီးဖြစ်သွားကြတယ်။ဒီကစုံရွက်ကြော်လေးကိုစားလေးနည်းပဲထည့်เสียလို့ပါတယ်။တခြားဘာမှထည့်เสียမလို့ပါဘူး။မှုစီကြော်မှလည်းအရသာပါထားပြီးသားဆိုတော့လေ။မှုဘက်လေးနဲ့တမဝါပြီးတော့ကစုံရွက်ကလေးနူးဝါပြီးဆိုလို့ရှိရင်ရပါပြီ။ဒါကပုံမှန်ကြော်စားနေကြမှုကစုံရဲ့အနှံ့အရသာနဲ့တော်တော်ကွဲပါတယ်။ရှမ်းတရုတ်ဟင်း ဒါမှမဟုတ်ရင်ယူနန်ဟင်းမက်နွယ်တဲ့အနှံ့အယတာမျိုးကိုရပါတယ်။တက်တက်လွန်စားမယ်ဆိုရင်တော့ဒီဟင်းကမပါမဖြစ် စားရမယ်ဟင်းတစ်ခွက်ပါ။ဝင်းယူကတော့ဒီနေ့ထမင်းပူပူလေးနဲ့ကစွန်ရွက်မှုစီကြုံနဲ့စားပါမယ်။အားလုံးပဲစားကြပါဦးရှင်။